မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်။အမအောင်သော NND ပါတီအမည်ဖြင့်စစ်ကောင်စီရွေးကောက်ပွဲသို့ဝင်ပြန်ရန်ကြိုးပမ်းသူများမှအချောင်သမားအခွင့်အရေးသမားများဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 1990 2015နဲ့2020ရွေးကောက်ပွဲအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီအမည်ဖြင့်စစ်ကောင်စီကကျင်းပရန်ကြိုးပမ်းနေသည့်ရွေးကောက်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ရန်လှုံ့ဆော်နေသူများဟာအချောင်သမားအခွင့်အရေးသမားများသာဖြစ်ကြောင်းရင်းပါတီဗဟုအလုပ်ကော်မတီဝင်ဦးထွန်းမြင့်ကပြောပါရယ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ NLD ပါတီအမည်ဖြင့်ပြန်လည်မှတ်ပုံတင်ရန်ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ထံပါတီဝင်ဟောင်းအချို့ကတွားရောက်ခွင့်တောင်းခဲ့တော်လေဒေါအောင်ဆန်းစု ုကြည်ကလက်မခံခဲ့ကြောင်းစစ်ကောင်စီပြောခွင့်ရထားသူဗိုလ်ချုပ်စောမင်းထွန်းကယခုနှစ်မလ28ရက်နေ့ကပြောကြားထားပါတယ်ကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်အများစုရောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်အပါအဝင်ထိတ်တန့်ခေါင်းဆောင်တွေလည်းထိမ့်သိမ်းခံထားရတဲ့အတွက်ကြောင့်မလို့မှတ်ပုံတင်မယ်မှတ်ပုံတင်ဖို့အတွက်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ခွင့်ပြုချက်ရယူပြီးတော့မှသွားတွေ့ပြီးတော့ ပါတီမဲ့ပုံတင်ဖို့သွားပြောတယ်လို့ဘာလို့ဆိုတာတွေကဒါတွေကအခွင့်အရေးသမားတွေပြအရှင်းရှင်းပြောရရင်ကျွန်တော်တို့ပါတီထဲမှာအချောင်သမားတွေခွင့်အရေးသမားတွေနောက်ပြီးတော့စစ်တပ်လိုလားထောက်ခံသူအနေငယ်သားလျင်ပဲလှုပ်ဆောင်နေတဲ့ကိစ္စမျိုးတွေဖြစ်ပါတယ်ဟုဦးထွန်းမြင့်ကပြောပါတယ်။ NLD ပါတီအနေဖြင့်စစ်ကောင်စီကပြုလုပ်မိရဲကောက်ပွဲကိုစိတ်ဝင်စားခြင်းမရှိတဲ့ကဲ့သို့အတိမတ်လည်းမပြုချောင်း၎င်းကဆက်လက်ပြောကြားပါတယ်။မြည်သူတို့ကပါတီမဲ့ပုံတင်ရဲ့ဂျိုးပန်းတနီဟုတင်းဌာနကမေးမြန်းရမှာဗိုလ်ချုပ် ်စော်မင်းထွန်းကပြောပုံကတော့ဖြီရင်းထဲမှာရှိတဲ့အချို့သောစကားစားကိုအောက်ကနေဝင်ရောက်ပြီးသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ခြင်းနဲ့အချို့သောပုံကိုယ်တွေရှိကောင်းရှိမှာပေါ့ဗျာအတိတ်ကြတော့နာမည်ကိုထုတ်ပြောလို့မရပါဘူးခမဟုဦးထွန်းမင်းကပြောပါတယ်သို့သော၎င်းတို့ဒီပါတီဝင်အဖြစ်မှရက်ဆိုင်ခံထားရသူများသာဖြစ်သည်ဟု2020ရွေးကောက်ပွဲမှာဗဟန်းမျိုးနဲ့ဖြီသူလွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိထားသူဦးထွန်းမင်းကပြောပါတယ် ထို့သောဥထုံးမြင့်နှင့်ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်တွေတွားရောက်တွေ့ဆုံပြီးပါတီမှပုံပြန်တင်ခွင့်ပြုရန်တောင်းဆိုသူများကိုထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိတော့လေ NND ဗဟုအလုပ်ကော်မတီဝင်ဒေါ်ဆန္နာမင်းသည်စစ်ကောင်စီခွင့်ပြုချက်ဖြင့်2022နဲ့2023ခုနှစ်တို့တွင်နှစ်ကြိမ်တိုင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန်ကြိုးပမ်းခဲ့ပြီး2022ခုနှစ်နိုဝင်ဘာလတွင်သာနိုင်ငံတော်အတိုင်းအမြံကလက်ခံတွေ့ဆုံခဲ့သည်ဟုသိရပါသည် တွေ့ဆုံခွင့်ရချိန်ပါတီအခြေအနေကိုပြောကြားခဲ့သည်ဟုမီဒီယာတချို့ကဖော်ပြခဲ့တော့လေပါတီမတ်ပုံပြန်တင်ခွင့်ပြုရန်တောင်းဆိုခြင်းနဲ့ပတ်သက်၍ရေးသားဖော်ပြခဲ့ခြင်းမရှိကြပေထိုသတင်းများထွက်ပေါ်နေချိန်တွင် NND ပါတီကထုတ်ပယ်ခံခဲ့ရသည့်2025ရွေးကောက်ပွဲ၌အမတ်ဟောင်းတဦးဖြစ်သည့်ဦးကျော်စေရကကဘာကူလာတမကယခုအေဗီလာတွင်ဒေါ်ဆန်းစုကြည်ကိုလွှတ်ပေးရန်ထက်မှန်တောင်းဆိုခြင်းနဲ့ပတ်သက်၍လူကိုလွှတ်ပေးရန်ထက် NND ပါတီကိုတရားဝင်ပါတီဖြစ်ရည်တည်ခွင့်ရ ရန်တောင်းဆိုခဲ့သင့်ပြီဟုပြီးခဲ့တဲ့ AB 18ရက်နေ့က၎င်း၏လူမှုကွန်ရက်ဆောင်မျက်နှာကတဆင့်ရေးသားပြောဆိုထားပါတယ်သူတို့ပြောဆိုနေမှုနဲ့ပတ်သက်၍အမျိုးသားတအူကလက်ရှိ NLD ပါတီဝင်ယာနုံပြည်နီပါဖြင့်ဖွဲ့စည်းထားသည့် NUPD ရဲ့တဖက်လမ်းစဉ်မှာ NLD ပါတီဝင်များဖြင့်လုံးဝမသက်ဆိုင်ကြောင်းအကြမ်းဖက်လမ်းစဉ်လက်နက်ကင်လမ်းစဉ်ကိုမထောက်ခံကြောင်းရှုံချကြောင်းဆန့်ကျင်ကြောင်း စစ်ကောင်စီကပြုတ်လုပေးပြီးရေကဝဲလန်းစဉ်ကိုအပြည့်အဝထောက်ခံကြောင်းလက်နက်ကိုင်းလန်းစဉ်တို့လိုက်ပါသွားသည့်ပါတီဝင်များကိုလည်းပါတီကအပြီးပိုင်ထုတ်ပယ်လိုက်ကြောင်းစသဖြင့်ကြီးညာချက် ထုတ်ပြန်သင့်သည်ဟုမှတ်ချက်ထားပါသည်ထို့မှတ်ချက်ကိုပြည်သူ့ရှေ့ဆောင်ပါတီ PPP ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့်ဦးကျော်စရာကထောက်ခံကြောင်းပြောသည့်ပြန်လည်ပြောကြားခဲ့ပါသည်မန္နာပေါ်ဒေါ်ဆန္နာမင်းတို့ကအဲ့ဒီအချက်ကိုလို့တလို့ဖော်ပြကနာဆာကတို့တရားဝင်တင်ပြထားကြောင်းသိရ၏ တာဝန်ရှိသူတို့ရဲ့တုံ့ပြန်ချက်ပေါ်မူဒီကပြည်သူလူထုကြေပြန့်စွာတည်အောင်အချိန်ကြာရင်ထုတ်ပြန်ပေးကြမှာပါဗျာဟု၎င်းကပြန်လည်မှတ်ချက်ပေးထားသည်ကိုတွေ့ရပါတယ်ထို့ကြောင့်ယာနှင့်ပတ်သက်၍ ဒေါ်ဆန်နာမင်းထံသတင်းဌာနကဆက်သွယ်မေးမြန်းခဲ့ရာတွင်ကျမအင်တာဗျူးလုပ်ရင်နားထောင်ကြည့်ပါဟုပြန်လည်ဖြေကြားပါရယ်သတင်းဌာနကယခုဖြေကြားပေးရန်တောင်းဆိုခဲ့တော်လဲဒေါ်ဆန်နာမင်းကပြန်လည်ဖြေကြားခြင်းမရှိပေထို့သောပြည်ပရောက် NND ပါတီဝင်များကိုအကြမ်းဖက်ဖြစ်ခြင်းညာပြီးစစ်ကောင်စီလောက်တွင်ပါတီမှတ်ပုံတင်နိုင်ရေးကြိုးပမ်းလှုံ့ဆော်ရန်ပြင်ဆင်လာမှုနှင့်ပတ်သက်၍ဗဟုအလုပ်ကော်မတီဝင်ဦးထွန်းမြင့်ကရွေးကောက်ပွဲမှာပြည်သူတို့ရဲ့ People United ကိုလိုရင်တစ်မျိုးမလိုရင်တစ်မျိုးအကြမ်းဖက် ဲ့စစ်ကောင်စီကတော့အကြမ်းဖက်အာဏာလုခဲ့လို့ဖြစ်ပေါ်ခဲ့ရတဲ့နောက်ပိုင်းအကျိုးဆက်တွေသာဖြစ်ပါတယ်။ဒါကြောင့်မလို့အကြမ်းဖက်ခဲ့တာအကြမ်းဖက်စစ်ကောင်စီသားလည်းရင်ဖြစ်ပါတယ်ဟုပြောပါရယ်။ထို့ပြင် NLD ပါတီအမည်ဖြင့်စစ်ကောင်စီလောက်တွေမြည်သူများမပုံတင်ခွင့်မရှိဘဲနာမည်အစ်ဖြစ်တင်လိုပါကတင်နိုင်ကြောင်း၎င်းကဆက်ပြောပါရယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပါအဝင်နိုင်ငံရေးပါတီပေါင်း40အနေဖြင့်စစ်ကောင်စီရေးဆွဲခဲ့သည့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရမှတ်ပုံတင်ခြင်းမရှိခဲ့သည့်အတွက်ဖျက်သိမ်းကြောင်းလွန်ခဲ့တဲ့2023ခုနှစ်မတ်လ28ရက်နေ့တွင်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကပြန်လည်ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမြို့နယ်တွင်စစ်အင်တန်းကိုလုံခြုံရေးယူပေးနေသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့တပ်မ33မှမုံရွာနမခသို့ထွက်ခွာလာသောအကြမ်းဖက်စစ်တပ်ရင်တန်းကိုလုံခြုံရေးယူပေးနေသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား၅ဦးသေဆုံးခဲ့ကြောင်းလင်းယုံညီနောင်ဖြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရသည်။ ဧပြီလ20ရက်ညနေ4:30မိနစ်ကအချိန်ဇကိုင်းမြို့တပ်မ33မှမုံရနာမခတို့ထွက်ခွာလာသောစစ်ကား10စီးပါရင်တန်းကို လုံခြုံရေးယူပေးနေသောစစ်တပ်ကိုဇကိုင်းမုံရရွှေဘိုလမ်းမပိုင်းရှိဇကိုင်းမြို့ရဲတပ်ရင်း16အနီးတွင်ဒေါ်လာရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ရင်တိုက်ခိုက်မှုတွေအကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးနေရာတွင်ပင်ပွဲချင်းပြီးတိုက်ဆုံပြီးသုံးဦးပြင်းထန်ဒဏ်ရာရရှိကာစေကူတာမှုခံယူနေရကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကပြန်လည်ပြစ်ခတ်ခဲ့တော့လေတော်လန်ရေးရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုနေုံညီနောင်ပြောက်ကြားတပ်ဖွဲ့စကိုင်းနေစကိုင်း PDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ရင်ပြည်နယ်နေရအနှံ့ပြားမှာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီတပ်များသည်အရတားများကိုပြစ်မှတ်ထားကာလေကြောင်းနှင့်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေသည်ဟုကရင်မျိုးသားစီယုံ KNU က2025ခုနှစ်ဧပြီလ16ရက်မှာထုတ်ပြန်ပါသည်။ စေကောင်းစီသည့်ရက်သားပြည်သူလူထုများပြည့်မတ်ထားကစာတင်ကြောင်းများဘုံကြီးကြောင်းများဖះအကြောင်းများနှင့်စစ်ဆောင်ပြည်သူလူထုများနေထိုင်ရာနေရာဒေသများတွင်သို့လက်နက်ကြီးများလေးရင်များဖြင့်ပြည့်မတ်ထားတိုက်ခိုက်နေသည်ဟုဆိုပါသည် သတင်းမီဒီယာများဒေတာရင်းတက်ကြလှုပ်ရှားသူများအနေဖြင့်သတင်းရယူတင်ဆက်ရာတွင်ပြည်သူလူထုများပုံရှောင်နေထိုင်သောနေရာများအားချစ်ကောင်စီတပ်မှအလဲတကူရှာဖွေပြီးလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများမပြုလုပ်နိုင်ရန်တတိထားတင်ဆက်ပေးရန်လည်းအသိပေးပန်ကြားထားပါသည် ထို့ပြင်ပြည်သူလူထုများအနေဖြင့်စစ်ကောင်စီတပ်မှပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်သောအဆောက်အဦများအဝေးတွင်နေထိုင်ရန်နှင့်တိုက်ပွဲဖြစ်ပွားရာဒေသများတွင်သို့အရေးပေါ်အကြောင်းကိစ္စမရှိဘဲသွားလာခြင်းမပြုရန်လည်းတတိပေးထုတ်ပြန်ထားကြောင်းသိရပါသည်ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့မြို့မှုမြို့နယ်ကန်တော်ရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုကလေးငယ်များအပါအဝင်ပြည်သူများထိခိုက်ဒေဆုံးမှုရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြေမှုမျိုးနဲ့ကန်တော်ရွာကိုအကျန်းဖန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များပါဝင်ပြည်သူများထိခိုက်သေးဆုံးမှုရှိကြောင်းဒေသခံပြည်သူများကပြောကြားပါရယ်ဧပြီလ19ရက်မနက်7:00မိနစ်40ခန့်တွင်မြေမှုမျိုးနဲ့ကန်တော်ရွာကိုအကျန်းဖန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် အကျန်းဖက်စစ်တပ်ဤလေးချောင်းတိုက်ခိုက်မှုတွင်ပြည်သူများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိကြောင်းသိရပါသည်မြင်းမှုမျိုးနယ်ကန်တော်ခြေရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပေလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပါဒေါ်လန်ကြီးရဲဘော်တွေရနိုင်သလောက်တော့ကဲထုတ်နေရပါတယ်ဟုဒေသခံပြည်သူတို့ရဲ့ပြောကြားချက်အရသိရပါသည်